အခုသတင်းပတ်အတွင်းပြုလုပ်ဖို့စီစဉ်ထားတဲ့အီရန်နဲ့အမေရိကန်ကြား6ကြိမ်မြောက်နျူကလ িয়ার ဆွေးနွေးမှုတွေကိုဖျက်သိမ်းလိုက်ကြောင်းချောင်းဝင်စိစက်ပြီးတဲ့အိုမန်နိုင်ငံကစွန်းစက်လေးရက်ကပြောကြားခဲ့ပါတယ်။အီရန်နဲ့အစ္စရေးတို့ဟာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာအခုလိုဆွေးနွေးပွဲဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းအပေါ်ဆွေးနွေးမှုတွေဟာဧပြီလမှာစတင်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့တန်ကင်းတမန်ကင်းအရဆွေးနွေးမှုမအောင်မြန်မာကစီးရီးအရတုံ့ပြန်သွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ ဒမန်စကတ်နယူရောမှာဇွန်15ရက်မှာပြုလုပ်ဖို့အစီအစဉ်ထားတဲ့အီရန်အမေရိကန်ဆွေးနွေးပွဲတွေကိုကျင်းပဖြစ်တော့မှာမဟုတ်ပါဘူးလို့အိုမန်နိုင်ငံသားကြီးဝင်ကြီးဘာဂျာအယ်ဖူဆိုင်တီကလူမှုမီဒီယာ S မှာရေးသားခဲ့ပါတယ်။တန်ကင်းတမန်ကင်းနဲ့တွေ့ဆုံဆွေးနွေးရေးဟာထာဝရငြိမ်းချမ်းရေးအတွက်တခရီးတော်လမ်းကြောင်းဖြစ်ပါတယ်လို့၎င်းကထပ်မံပြောကြားခဲ့ပါတယ်။အမေရိကန်၊အစ္စရေးနဲ့တခြားအနောက်နိုင်ငံတွေကအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကျိုးပမ်းနေကြောင်းကာလကြာရှည်ဆွဆွဲထားပြီးအီရန်ကဒီဆွဆွဲချက်တွေကိုညှင်းဆို့ထားပါတယ်။